အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့မော်တီကလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကမြင့်မာတဲ့တောင်တန်းနေနဲ့အတူ မြင့်ငယ်လေးတစ်စင်းကရစ်ခွေစည်းစင်းနေတဲ့အင်မတန်ကို တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးရွာလေးတရွာရှိတဲ့ကွယ်အဲ့ဒီရွာမှာတွန်ဆိုတဲ့ကောင်လေးတယောက်လည်းနေထိုင်တာပေါ့တော်ဟာစူးစမ်းလေ့လာရတာကိုသဘောကျပြီးတော့ တစ်ပင်တန်းရတာလက်ပြော်တွေကြားထဲမှာဆော့ကစားရတာမျက်ကလေးတွေရဲ့တရှင်းတန်လေးတွေကို နားဆင်ရတာကိုလည်းတိတ်ကိုသဘောကျတာပေါ့ဒါပေမဲ့သူ့ရဲ့တကယ်အိမ်မက်ကတော့မော်ဆန်နဲ့စွန့်စားမှုတွေကို ပြုလုပ်ရှင်တာပဲဖြစ်ပါလေနနက်ခင်လေးတစ်ခုမှတော့တော်ဟာသူ့အဖွားရဲ့စတိုဂန်တွေကနေပြီးတော့ဟောင်းနှမ်းနေတဲ့ထီလေးတစ်လက်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ကွယ် အဲ့ဒီဒီကလေးဟာဖုံတွေကြားထဲမှာညစ်ပင်နေပေမဲ့လေသူ့ရဲ့အပေါ်မှာရေးဆွဲထားတဲ့ရွှေအောင်ကျယ်ဝင့်ကလေးတွေကြောင့်အင်မတန်ကိုလင်းလက်တောက်ပနေတဲ့ကွယ်တွန်ဟာတိတ်ကိုသဘောကျသွားပြီးတော့ဒီဒီကလေးကိုယူလို့ရမလားလို့သူ့ရဲ့အဖွားကိုမေးလိုက်တာပေါ့သူ့ရဲ့အဖွားဟာနှွေးထွေးစွာ ပြောပြီးတော့ ဒီကြီးကလေးဟာတခြားထီးတွေနဲ့မတူဘဲနဲ့ထူးရှားတဲ့ဒီကလေးတစ်လက်ပဲဖြစ်ပါတယ်။ဒီကြီးကလေးကို ယူပြီးရင်တော့တေတေချာချာဂရုစိုက်ရမယ်နော်လို့ပြောလိုက်တာပေါ့။သူ့ရဲ့အဖွားကဘာကိုဆိုလို့လဲဆိုတာပေါ့။တွန်တေတေချာချာနားမလဲပါဘူး။ဒါပေမဲ့ဒီကလေးကို ပိုင်ဆိုင်ခဲ့တဲ့အတွက်တွန်ဟာတိတ်ကိုပြောနေတာပေါ့။ဒီလိုနဲ့တွန်ဟာဒီကလေးကို ယူပြီးတော့ ိုးရွာနေတဲ့အိမ်ရဲ့အပြင်ဘက်ကို ထွက်လာခဲ့ပါတယ်။ပြီးတော့ထီးကလေးကိုဖွင့်လိုက်တာပေါ့။ထီးကလေးကိုဖွင့်လိုက်တာနဲ့တပြိုင်နက်တည်းမှာပဲတွန်ဟာထီးကလေးနဲ့အတူတူလေထဲကိုစတင်ပြီးတော့လွတ်မြောသွားပါတယ်။တွန်ဟာမိုးရေတွေမဆူတဲ့အပြင်ကောင်းကင်ကနေပြီးတော့တာယာတဲ့တိဂီတာအတန်လေးတွေကိုလည်းခံစားမိနေတဲ့ကွယ်တွန်ဟာ ထီကလေးနဲ့အတူတူသူတို့ရွာကလေးရဲ့အပေါ်မြင့်မာတဲ့တောင်တန်းတွေရဲ့အပေါ်ကနေပြီးတော့တဖြည်းဖြည်းမြင်းသရံမြင့်အောင်ပြန်တန်းနေပါပြီ။အင်မတန်မြင့်မာတဲ့တိမ်နိုင်တွေရဲ့ဂျားလေးကို ပြန်တန်းရောက်ရှိလာတဲ့အခါမှာတော့ဖလှပတဲ့အပြာရောင်ငှက်ငယ်လေးတစ်ကောင်ကမင်းဘယ်ကို သွားမလို့လဲလို့တွန်ကိုနှုတ်ဆက်လိုက်တာပေါ့။ဒီအခါမှာအင်မတန်ကိုအံ့အားသင့်နေတဲ့တွန်ကလည်း ငါဘယ်ကိုသွားနေလဲဆိုတာငါလည်းမသိတော့ပါဘူးကွာလို့ပြန်ဖြေလိုက်တဲ့ကွယ်အဲ့ဒီနောက်မှာတော့ထီကလေးဟာ Tom ကို ထူရှားတဲ့မော်ရွာလေးတရွာသို့ပို့ပေးလိုက်တဲ့ကွယ်အဲ့ဒီမော်ရွာလေးမှာရှိတဲ့တစ်ပင်တွေနဲ့သရဝါတွေအားလုံးဟာအင်မတန်ကိုထူးဆန်းပြီးတော့လှပနေတော့တာပေါ့ Tom ဟာမော်ရွာလေးကိုအံ့အားသင့်စွာကြည့်ရှုနေတော့မှာပဲ ငါတို့ရဲ့မှော်ရွာကလေးကနေနှွေးထွေးစွာကြိုးဆိုပါတယ်လို့ရှင်သက်ကြီးတကောင်ကခင်မင်ရင်းနှီးစွာနှုတ်ဆက်လိုက်တဲ့ကွယ်ပြီးတော့ဒီမှော်ရွာကလေးကိုစင်နာတနာတက်ပြီးတော့ရဲရဲနဲ့သူတွေသာ ရောက်လာနိုင်ကြောင်းကိုလည်းပြောပြလိုက်တာပေါ့တုံဟာစကားပြောတတ်တဲ့ရှင်သက်ကြီးကိုမကြောက်လန့်တဲ့အပြင်မိတ်ဆွေဖွဲ့လိုက်ပါတော့တယ် ပြီးတော့နောက်ထပ်မိတ်ဆွေအစ်တွေကိုလည်းရရှိခဲ့ပါသေးတယ်။ကကုံတက်တဲ့ပန်နာလေးတကောင်၊သစင်းဆိုတက်တဲ့လက်ကလေးတကောင်နဲ့ပညာရှိတဲ့ဇီးကွက်ဦးကြီးတကောင်တို့ပဲဖြစ်ပါတယ်။လက်လက်ကင်းလေးတခုမှတော့တွန်ဟာသူ့ရဲ့မိတ်ဆွေတွေနဲ့အတူတူတောနဲ့ကြီးတဲ့ကို ရှောက်ပွေလေးလာနေရင်းနဲ့အင်မတန်ကိုနှူးညံ့တဲ့ငွေကြေးတန်လေးတခုကို ကြားလိုက်ရပါတယ်။သူတို့ဟာ ရှုံဘုတ်တစ်ခုရဲ့အနောက်ကိုရှောင်းကြည့်လိုက်တဲ့အခါမှာတော့တင်းငယ်တဲ့ရှင့်ကလေးတစ်ကောင်ကိုတွေ့ရတော့တာပေါ့။ဘာဖြစ်လို့ငိုနေတာလဲရှင့်ကလေးရေလို့မေးလိုက်တဲ့အခါမှာတော့ကျွန်တော်ရဲ့အမေကိုမတွေ့တော့လို့ပါကျွန်တော်ရဲ့အမေကို ရှာပေးကြပါလို့ရှင့်ကလေးကဝမ်းနည်းစွာပြန်ဖြေလိုက်တဲ့ကွယ်။တော်မြတ်မိတ်ဆွေတွေကအချိန်နောက်ကျနေပြီငါတို့အိမ်ပြန်မရတော့မယ်လို့တော်မကိုပြောကြတာပေါ့။ ဒီခါမှာ Tom ကသူ့ရဲ့ခေါင်းတွေကိုခါရမ်းပြီးတော့ငါရှင့်ကလေးကိုမထားခဲ့နိုင်ဘူးငါတို့တွေသူ့ကိုအတူတူကူညီကြရအောင်လို့ပြန်ပြောတဲ့ကွယ်နောက်ဆုံးမှာတော့ Tom ရဲ့မိတ်ဆွေတွေက ရှင့်ကလေးကို ကူညီပေးဖို့အတွက်သဘောတူလိုက်ကြတဲ့ကွယ်နောက်ဆုံးမှာတော့ Tom နဲ့သူ့ရဲ့မိတ်ဆွေတွေဟာ ရှင့်ကလေးကိုခေါ်ပြီးတော့သူ့ရဲ့အမေကိုစတင်ရှာဖွေကြတော့တာပေါ့ ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးကိုဖြတ်ကျော်ရှာဖွေပြီးတဲ့နောက်မှာတော့တားရီတားရီလို့ခေါ်နေတဲ့အတန်လေးတစ်ခုကိုကြားလိုက်ရတဲ့ကွယ်တော်မဟာခေါ်တန်တစ်ခုခုကိုကြားမိကြောင်းသူ့ရဲ့မိတ်ဆွေတွေကိုလှမ်းပြောလိုက်တဲ့အခါမှာရှင့်ကလေးကလည်းတေတေချာချာနားထောင်လိုက်တာပေါ့နောက်ဆုံးမှာတော့ဒီအတန်ဟာသူ့အမေရဲ့အတန်ဖြစ်ကြောင်းကို ရှင့်ကလေးကလည်းမှတ်မိသွားပါတော့တယ်အတန်ရှိရာစီတို့သွားကြည့်လိုက်တဲ့အခါမှာတော့ တစ်ပင်တွေရဲ့အောက်မှာသားကလေးကိုရှာဖွေနေတဲ့ရှင့်ကလေးရဲ့မိမိကိုတွေ့ရှိသွားပါတော့တယ်။ရှင့်ကလေးဟာသူ့အမေရှိရာစီတို့ပြေးသွားပြီးတော့တင်းကျပ်စွာနဲ့ဖတ်ထားလိုက်တော့တာပေါ့။ရှင့်ကလေးရဲ့မိမိကလည်း Tom နဲ့သူ့ရဲ့မိဆွေတွေကိုကြည့်ပြီးတော့ဂျေဇုတင်ကြောင်ပြောနေတော့တာပေါ့ကွယ်။ Tom နဲ့သူ့ရဲ့မိတ်ဆွေတွေကလည်းရှင့်ကလေးတို့သားမိကိုကြည့်ပြီးတော့ဝမ်းသာပျော်ရွှင်နေတော့တာပေါ့ ။နောက်ဆုံးမှာတော့ Tom ဟာအိမ်ပြန်ချိန်ရောက်ခဲ့ပါပြီ။ရှင်ကလေးက Tom ကိုတည့်ရလေးတရက်ကိုလက်ဆောင်ပေးတဲ့ကွယ်။ပြီးတော့မင်းကငါ့ရဲ့ hero ပါပဲလို့လည်းပြောလိုက်တာပေါ့။ရှင်ကလေးရဲ့စကားကိုကြားတဲ့အခါမှာ Tom ဟာ네트ရေးစာပြုံးလိုက်ပြီးတော့ဂျေဆုတင်ပါတယ်လို့ပြန်ပြောလိုက်တာပေါ့ကွယ်။ ပညာရှိဇီးကွက်ကြီးကလည်းမင်းဟာအင်မတန်ကိုကောင်းမွန်တဲ့လောရတစ်ခုကို ပြုလုပ်ခဲ့ပါတယ်လို့တွန်ကိုချီးကျူးလိုက်တော့တာပေါ့နောက်ဆုံးမှာတော့တွန်မြတကယ့်အိမ်ပြန်ချိန်ကို ရောက်လာခဲ့ပါပြီအဲ့ဒီခါမှာတွန်ဟာသူ့ရဲ့မိတ်ဆွေတွေကိုနောက်ထပ်တစ်ချိန်ပြန်တွေ့ကြမယ်လို့ပြောရင်နှုတ်ဆက်ထွက်ခွာသွားတော့တာပေါ့ကွယ်သူ့ဘွားရှိရာစီတို့ပြန်လဲရောက်ရှိလာတဲ့အခါမှာတော့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်အကြောင်းအရာတွေကို ပြန်လည်မျှဝေနေတော့တာပေါ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်နောက်ရက်တွင်မှာလည်းဘလို့ပုံမြင်လေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်